စစ်ကြံမိုက်တဲ့ကြောင့်အန်ဒေသခံစေဘေးလျှောက်တွေနေရပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်ခဲဖြစ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အမ်ယူနဲ့တိုက်ပွဲဖြစ်ပေါ်ခဲ့တဲ့မြို့ပင်ဝန်းကျော်နေရာတချို့မှာအာရခတက်တော်အေကမိုက်တွေကိုရှင်းလင်းနေပြီးမှလည်းစစ်ကောက်စီကထောက်ထားခဲ့တဲ့မိုက်အရွေအတွက်ဟာအရင်ကများပြားနေတာကြောင့်အပီးသည်မရှင်းလင်းနိုင်သေးပဲဖြစ်နေတယ်လို့ဆိုပါတယ်။ဒီအခြေအနေတွေကြောင့်စစ်ဘေးလျှောက်တဲ့အနေနဲ့နေရပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ အဲမှထော်ထားတဲ့မိုက်ဟာတခြားနေရာတွေထဲများပြီးမရှင်းလင်းနိုင်သေးဘူးလို့အဲလုံကြည့်အောင်နေတဲ့နေသက်ခင်စေဘေးချောင်အမျိုးသားတယောက်ကနရင်းစာကိုပြောပါတယ်အဲမျိုးနေကစေဘေးချောင်တွေဟာအဝတ်တထည်ကိုတစ်ခုနဲ့စေဘေးချောင်တွေရတဲ့အပြင်မိမိနေရဲ့ကြေးော်တွေကိုပြင်လဲမိမျိုးမိုင်းများစွာရှိနေသေးတဲ့အတွက် အခက်ခဲတွေရှိနေတယ်လို့သိရပါတယ်မိမိဒေသကတောတောင်တောင်ရလေဝန်းတွေမှာစစ်ကြံလင်းတဲ့အကျွမ်းကြံပစ္စည်းအပိုင်းစားတွေအပြင် စစ်ကောက်စီထောက်ထားခဲ့တဲ့မြေမြုပ်မိုင်းများစွာကြန့်ရှိနေတဲ့အတွက်အင်ပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်ခဲနဲ့ကြုံနေရတယ်လို့အန်ဒေတာခင်တွေကပြောဆိုကြပါတယ်။အန်မျိုးသိန်းတိုက်ပွဲအတွင်းအန်ဒေတာခင်တွေစိုက်ပျိုးခဲ့တဲ့စပားခင်တွေတီးနေခင်တွေလည်းတိုက်ပွဲတွေကြောင်းပြက်စီးတော့ခဲ့ရပြီးနေရပြန်ရင်လည်းပြန်လည်တော်တော်ဖို့အခက်ခဲဖြစ်နေတယ်လို့အန်ဒေတာခင်အမျိုးသမီးတယောက်ကနှဝင်စာကိုပြောဆိုထားပါတယ်ခင်ဗျာ။